မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့မိတ်ဆွေတဦးတောင်းဆိုထားတဲ့အာနာတီမော်သွင်းနည်းဖြစ်ပါတယ်ရှေးကျန်းတစောင်းမှာဖြစ်ပါတယ်အကျိုးကတော့ဆုံးကဝေနတ်ဆိုးစတဲ့ပျောကားတို့ကိုနိုင်င်းပြီးပျောက်ဆိုလျင်ပျောက်စေတဲ့အာနာရှိပါတယ်ဆရာလုံးမဲ့သူများအနေနဲ့အဓိကလှုပ်ဆောင်တင်ပြီးစိတ်ဝင်စားသူများလည်းလှုပ်ဆောင်လို့ရပါတယ် အထက်ဆေးထိုးနှံထားတဲ့ဆရာများအနေနဲ့မိမိရဲ့တိလသမာဓိပုံမူတည်ပြီး အာနာတီတဲ့အစွမ်းများရှိပြီးဖြစ်တော်လဲဤမော်ကို တွင်းပါကပုံမူအာနာဆက်ထက်မြက်လာမှာပဲဖြစ်ပါတယ်မိမိရရှိထားတဲ့အစွမ်းကိုအတုံးချပြီးပယောဂရီကို မနှိပ်ဆက်ပဲမေတ္တာရှိထားကူတလုံးဆောင်ကြဖို့တော့တိုက်တွန်းပါတယ်အာနာတီမော်တွင်းနီးကို တင်ပြပါမယ်အတုံးပြရမယ်ဂါထာကိုသုံးောက်ယူပြပါမယ်ကုန် တန်ရရဲ့တန်မီကဲတန်ခဲလက်ကြီးမီလက်ဒီဤကျေးဇူးတော်ကအရှင်မြတ်တော်ပြည်စေတော်။ကုံတန်ရရဲ့တန်မီကဲတန်ခဲလက်ကြီးမီလက်ဒီဤကျေးဇူးတော်ကအရှင်မြတ်တော်ပြည်စေတော်။ကုံတန်ရရဲ့တန်မီကဲတန်ခဲလက်ကြီးမီလက်ဒီဤကျေးဇူးတော်ကအရှင်မြတ်တော်ပြည်စေတော်။ ထန်းရွက်ခုနှစ်ရွက်တွင်တရွက်လင်တကာထားစီတချောင်းလေးရွေ့ထန်းရွက်တရွက်ကိုခုနှစ်အုပ်စုပ်ပါ အလုံးစုံပြီးပါကထန်းရွက်ပြချထားသောပြားကိုနေတဲ့ဖြူတန်းညူနှစ်ပါးကိုမျက်စွာကြိတ်ပြာနှစ်ရောရွေ့ဖျားတစ်ခွက်တရားတစ်ခွက်တန်ငါတစ်ခွက်အဖားတစ်ခွက်ဆရာတစ်ခွက်ဆေးခွက်ကို အစင်တိုင်းရေတန်းစွာနဲ့ဖြော်ပြီးဖျားရှိတော်တွင်စွန့်တင်ဖို့ရေချမ်းစီမီတကွန်း ပမန်းပေါက်ပေါက်တို့ဖြင့်စုံလင်စွာလူဒန်းလျက်မလိုသည်။ပဲလိုသည်။ဆူတောင်းပြီးတောက်လေ။နောင်ကာလစေဝါမန္တန်တို့ကိုပြုလုပ်ပေးလျင်ငန်းစေးပင်ဖြစ်တော်လဲအဋိထံချက်နှင်းညီစွာဆွဲလျက်ဆုံးပျောကားတို့ကိုနိုင်၏။ပျောက်ဆိုလင်ပျောက်၍အာနာတီဤအခုတင်ပြခဲ့တာကတော့ရှေးကျန်းတစောင်မှကူးယူထားတဲ့လက်ရည်မူမူရင်းအတိုင်းဖြစ်ပါတယ်။ မိတ်ဆွေများအနေနဲ့မရှင်းလင်းတာများရှိရင်လည်းခမလတ်မှာမေးမြန်းနိုင်ပါတယ်ကျွန်တော်တိတိလောက်ပြောပြပေးပါမယ်လောလောဆယ်ကျွန်တော်မှာအလွယ်တကူရှိတဲ့နည်းကိုတင်ပြပေးထားတာဖြစ်ပါတယ်နောင်လင်းတဲ့အခါမှာလည်းအာနာဒီကျင့်စဉ်များတွေ့ပါကထပ်မံတင်ပြပေးပါဦးမယ် နောင်လဲလောကီလောကုတ်အကျိုးရှိစေမယ်ဘဟုတုတမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အသစ်တင်တိုင်းသိရအောင်ဘေးနာကခေါင်းလောင်းလေးကိုနှိပ်ပြီး အော်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီး မေးမြန်းလိုသည်များအကြံပြုလိုသည်များလည်းခမန်မှာရေးပေးတော့ပါအောင်တော့ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ